အားလုံးပဲမင်္ဂလာပါခင်ဗျာ90 kit soccer channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ငလင်လှုပ်ပြီးတဲ့ကာလနှစ်ပတ်အတွင်းကိုရောက်လာတဲ့အချိန်မှာတော့ငလင်သတင်းတွေဟာအတိတ်ဘက်သတင်းတွေဖြစ်ကုန်ပါပြီဗျာဒါလည်းပဲတတ်နိုင်လဲဗျာဒီကာလအထိစိတ်ဝင်စားကြကြတာကိုပဲကျေးဇူးတင်ရမှာပေါ့အားလုံးဟာကံကံရဲ့အကျိုးပဲပေါ့တချို့လဲစာဝတ်နေရကြောင့်မမေ့ချင်ပဲမေးလိုက်ရတယ်အဲတချို့တွေကလည်းစာဝတ်နေရကြောင့်ပဲလူကြိုက်တဲ့အရာတွေကိုပဲရှာပြီးလုပ်ရတယ်ဒီလိုပဲပေါ့ အားလုံးဟာကန်ကန်ဤအကျိုးပဲပေါ့ဗျာဒီလောက်ထိစိတ်ဝင်စားပေးကြကြတာကိုပဲကျေးဇူးတင်ရမှာပေါ့ကျွန်တော်နိုင်ငံမှာပြဿနာတစ်ခုတက်ပြီဆိုတော့ ਨੇ အုပ်စုလေးတွေခွဲပြီးတော့အဲ့ဒီနေရာကိုချင်းကတ်ကြတယ်ဆက်ဆံကြတယ်နံပါတ်1အုပ်စုကပြဿနာတက်တိုင်းမှာသဘာဝဘေးဒဏ်ပဲဖြစ်ဖြစ် accident ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကိုယ်အသက်ကိုပဓာဏမထားဘဲနဲ့ကိုယ့်ရဲ့အသက်ကိုအရင်ပေးပြီးတော့ထိဆုံးကနေပြီးဆက်ဆက်တက်မှာပါဝင်ပေးတဲ့အုပ်စုဒါလူတိုင်းမလုံနိုင်တဲ့လူနည်းစုပဲလုံနိုင်တဲ့အုပ်စုပေါ့ဗျာ ။နံပါတ်1အုပ်စုကြတော့ကိုယ့်ရဲ့အသက်ကိုပေးဖို့အတွက်အဆင်ပြေမနေဘူး။အဲ့ဒီနေထားမျိုးမှာရှိမနေဘူး။နေရာမှာရှိမနေဘူး။ဒါပေမဲ့ကိုပိုင်ဆိုင်တဲ့စီစဉ်ဥစ္စာကိုပေးလှူပြီးတော့အဲ့ဒီဒုက္ခရောက်နေတဲ့သူတွေကိုကုညီကယ်တင်တဲ့ဥစ္စုဒါကနံပါတ်1ဥစ္စုနံပါတ်3ဥစ္စုကြတော့အကြောင်းမျိုးမျိုးနဲ့အပေါ်ကနှမျိုးလုံးကိုမလုံနိုင်သေးတိုင်အောင်ကိုယ့်ရဲ့ image ကိုအသုံးချပြီးတော့ကိုယ့်ရဲ့သားသမီးတွေရဲ့ကုညီထောက်ပံ့မှုကိုယ့်ရဲ့သားသမီးတွေရဲ့ပံ့ပိုးမှုတွေနဲ့ အဲ့ဒီနေရာမှာကိုနေသားသမီးတွေကိုစားဒုက္ခရောက်နေတဲ့သူတွေကိုကိုညီကယ်တင်တဲ့အုပ်စုပေါ့ဗျာနံပါတ်၄အုပ်စုကတော့ဟိုနည်းနည်းရုတ်ညံ့သွားပြီဗျာကိုကိုယ်တိုင်လည်းစိတ်မဝင်စားဘူးဒါပေမဲ့စိတ်ဝင်စားခြင်းအောင်ဆောင်ပေးရတယ်ဒီဒုက္ခရောက်နေတဲ့သူတွေရဲ့ဟိုဓာတ်ပုံတွေဗီဒီယိုတွေသူတို့ရဲ့အကြောင်းအရာတွေနဲ့အသုံးချပြီးတော့ဟိုတဘောရီတိဆောက်တဲ့သူတွေပေါ့ဗျာသူတို့ကောင်းတဲ့မှာသူတို့နာမည်ကြီးဖို့သူတို့အဆင်ပြေဖို့အတွက်ကလွယ်လို့ဘာမှမရှိဘူး ဒီတဲ့ပုံလေးပုံမှာဒီစာကြောင်းလေးပုံမှာငါတို့လူတွေထပ်ကွန့်ပြီးတော့ရေးလိုက်လို့များငါเจ้าများဟိုတဲ့င်းနေဖုံးနှံခံသွားရမလားအဲ့ဒီငါเจ้าများငါเจ้าများဆိုတဲ့အရာကိုလုံးဝမတွေးဘဲနဲ့ပျော်ပျော်တင်းတင်းပဲလှုပ်တတ်တဲ့အုပ်စုဟိုဒီကလာနဲ့ချင်ပြီးပြောရမယ်ဆိုရင်တော့အောက်တန်းစား reaction သမားတွေပေါ့ဗျာအားလုံးကိုဆိုလိုတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးလှုပ်ခဲတဲ့သူတွေပေါ့ဗျာနောက်ဆုံးအုပ်စုကတော့ဘယ်နှမှာတုံးစားလို့မရတဲ့ဂျွန်တရာအကောင်းဆုံးအုပ်စုပေါ့ဗျာကိုလည်းမလှုပ်ပေးနိုင်ဘူး သူများလောက်တာကိုလည်းအကောင်းမပြောနိုင်ဘူးကိုလည်းကန့်လန့်သွားတယ်ကိုကန့်လန့်သွားနေတဲ့အပြင်မှာသူများကိုလည်းဘေးကိုဆွဲချတဲ့သူတွေစစ်စစ်ပြောရရင်အကြောင်းအရာတစ်ခုကိုအကြောင်းပြပြီးတော့ခွက်ခေါက်နေတဲ့သူတွေပေါ့ဗျာလက်ရှိဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုပြောက်သွားအောင်မှိန်သွားအောင်တခြားအကြောင်းအရာတစ်ခုနဲ့ဖုံးတွမ်းဖို့အမဲကြိုးစားနေတဲ့အောက်တန်းစားလူမဟုတ်တဲ့အုပ်စုပေါ့ဗျာဒါကသဘာဝဘေးနဲ့ဘယ်လိုကိုညီကြမလို့ဘူးသမင်းတို့တွေလည်းဝေးကြမလို့ဘူးမင်းတို့ကသမင်းတို့တွေဝေးပြီးတော့အမှတ်အိတ်ကြတော့မပါဘူး အဲ့တော့အဲ့ဒီအမိုက်အိတ်တွေမှာပါတော့ဓမင်းဘူးတွေကဟိုနားတွေ့ဒီနားတွေ့အဲ့လိုဆရာကြီးတွေဗျဟိုပြီးတော့ဟာသူကကိုကြီးမှာပေါ့ဒီပစံတွေကဘယ်ရရနေတာဒီဟာတွေကဘယ်နာကတွေ့နေတာသူရဲ့နောက်မှာလက်မဲကြီးရှိတယ်လက်ဖြူကြီးရှိတယ်စသည်အားဖြင့်အများကြိုက်တဲ့ဇကလုံးတွေတုံးပြီးတော့လုံနေတဲ့အောက်တန်းစားအုပ်စုတွေပေါ့ဗျာဆိုတော့ကိုလူကရောဘယ်အုပ်စုထဲမှာပါလဲဗီနီဇီးယားနဲ့မွန်ဇာရိုကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်ဒီနေ့ညနေ9:00ခွဲမှာပါ စီးရီးရဲ့အစောဆုံးပွဲဖြစ်ပြီးတော့အဆင့်16နဲ့အဆင့်20အပြောင်းရမယ်ပွဲပါပထမဆုံးမွန်ဆာပွဲမှာတွေ့တုန်းကနှကိုးစီတရေကျခဲ့ပြီးတော့အဲ့ဒီပွဲမှာပေးခဲ့တဲ့ခြေကအေရှန်မွန်ဆာကနေတရေနှုတ်80နဲ့ဂိုးပေါင်းခြေကနှစ်အနှုတ်40ဆိုပြီးတော့ပေးခဲ့ပါတယ်ပထမဆုံးမှာတော့ body out ဖြစ်ခဲ့ပါတယ်ဂိုးပေါင်းမှာဂိုးအပေါ်ဖြစ်သွားခဲ့ပါတယ်ဒီနေ့သင်းကိုကြည့်တော့ဒီနေ့သင်းက CD8 ထက် CDB လို့ CDC1 CDC2 အဲ့ဒီနေရာတွေမှာပို့ပြီးတော့အတွေ့များတယ်ဗျာ အင်ရှင်ဗီနီးဇီးယားကိုကြည့်ရင်ဒီအသင်းကလက်ရှိအဆင့်16မှာဒီယာဒီမသူတက်ပြန်တက်လာတယ်ဆိုပေမဲ့ဒီယာဒီမပဲသူရုံးကံပြနေရတဲ့ကတန်းတင်ကြံခဲ့ဖို့ထိုက်တန်ပါတယ်ဗျာတရားဒီလုံးဝစုပေါင်း32ပွဲကစားပြီးချိန်မှာဗီနီးဇီးယားဒီလေးခုပြတ်ချုံးခဲ့တဲ့ပွဲကတပွဲပဲရှိတယ်အဲ့ဒီလိုပဲ၃ခုပြတ်ချုံးတဲ့ဘွဲကလည်းတပွဲပဲရှိတယ်ဗျ။၂ခုပြတ်ပြီးချုံးခဲ့တဲ့ဘွဲက၃ဘွဲရှိတယ်။ဂျန်နဲ့ချုံးဘွဲတွေမှာတရာသိလုံး၃၁ဘွဲဂျန်နဲ့ချုံးဘွဲတွေမှာဘယ်တဲကောင်မှသူတကိုးထက်ပို့ပြီးတော့ဂိုးပြတ်မချုံးခဲ့ဘူး။ တတိယပြောရရင်ဒီဇင်ဘာလ10ရက်2024ကလည်းဒီနေ့အထိ CDA 18ပွဲပေါ့နှစ်ခုပြတ်ပြီးချုံးခဲ့တဲ့ပွဲကတပွဲပဲရှိသေးတယ်။ဆိုတော့ဗီနီးဇီးယားရဲ့တန်တင်ကြံရက်ခဲ့ဖို့ရုန်းကန်နေတာဟာကောင်းကောင်းကိုတွေ့ရတယ်။ CDA ကလာထားတဲ့နောက်ဆုံး6ပွဲမှာဆိုသူ9ပွဲအထိတရေကလာထားတယ်။အင်ဂွင်းနောက်ဆုံး6ပွဲမှာလည်း Inter Roma, Lazio, Napoli, Bologna အဲ့ဒီအသင်းကြီး9သင်းနဲ့သူစတိုက်တွေ့ခဲ့ရလို့သာအမှတ်တွေလိုသလောက်မရဘဲနဲ့သူရော့ခဲ့တာ။အဲ့ဒါကြောင့်ပဲဒီသင်းဟာအဆင့်16နေရာကိုရောက်သွားတာလို့ကျွန်တော်ကတော့ယူဆတယ် တကယ်လို့မဗီနီးဇီးယားဒီဒီဘက်မှာ၃မှရလိုက်ရင်သူ့ဘော်ကအမ်ပိုလီလက်ချီကိုကောင်းကောင်းသူဖိအားပေးနိုင်မှာပြီးတော့အသင်းရဲ့လက်ရှိနေသားကလည်းဒီအဆင့်ဆက်ကွန်ကလက်ချီနဲ့ကငါမှတ်ပဲသူကွာသေးလို့ဗီနီးဇီးယားမှာအများကြီးမျှော်လင့်ချက်ရှိသေးတယ်ဗျဒီဘက်မှာဗီနီးဇီးယားရဲ့အဓိကကစားသမားတွေထဲကဂိုဒမာဖလစ်တန်ကိုဗစ်ဒီသမားကလွှဲရင်ဂျန်နက်တသိန်းလုံးဒီဒီဘက်တော့ OK ကြတယ်။မွန်ဇာကိုကြည့်တော့ဒီအသင်းကလက်ရှိရမှ15မှတ်နဲ့မလွှဲတော့ဘူးဗျ။ဟိုအဆင့်20နေရာကသူ့အတွက်အပိုင်လို့တော့ကျွန်တော်ပြောလို့ရသွား အဝေခွင့်စုပေါင်း15ပွဲမှာနိုင်ပွဲကတပွဲပဲရှိတဲ့အထိသူအရှိန်စိုးခဲ့တယ်။နောက်ဆုံးကစားထားတဲ့စီးတီး10ပွဲအင်ကွင်းအဝေခွင့်10ပွဲမှာနှစ်မှတ်ပဲရတယ်။ကျန်တဲ့ပွဲတွေမှာအကုန်လုံးအမှတ်ဆုံးချုံးတယ်။ဆိုတော့ဒီအသင်းစီကကျွန်တော်တို့ဘာမှမျှော်လင့်ကြမရှိတော့ဘူးဗျ။မလွယ်တော့ဘူးဆိုတော့ကပဲဒီအသင်းတော့ကအသေးချာဆုံးဖြစ်သွားပြီ။ပြီးတော့ဒီပွဲမှာမွန်ဆာတင်းဟောသူတို့ရဲ့အဓိကနောက်ခံလူအတွဲနှစ်ယောက်လုံးကိုသူတို့ဆုံးချုံးမယ်။ခရီယာကိုပူလော့စ်ကိုပွဲပယ်ပြစ်ဒဏ်ကြောင့်သူတို့ဆုံးချောမဲ့ဘီရန်ဒယ်လီကတန်ရာကြောင့်ဒီပွဲကိုလွှဲမယ် ဒီဘက်ကဖွင့်ထားတဲ့ကြေးကိုကြည့်တဲ့အခါအင်ချင်ဗီနီးဇီးယားအသင်းကနေလက်ရှိနေ့လယ်မြန်မာစံတော်ချိန်၁၂နှစ်ခွဲချိန်မှာဗော်ရီကြေး1.55နဲ့ဂိုးပေါင်းကြီးကနေ့အနှုတ်80ဆိုပြီးတော့ပေးထားပါတယ်။ဒီဘက်မှာဖွင့်ပေးထားတဲ့ဗီနီးဇီးယားရဲ့ဒီဗော်ရီကြေး1.55ဆိုတော့အနံ့ရဖို့အတွက်လုံလောက်တဲ့တေချာတဲ့ကြေးတန်းလို့ကျွန်တော်ကတော့ယူဆပါတယ်။ပထမကြော့မှာပေးခဲ့တဲ့ကြေးရဲ့အနေအထားလက်ရှိဒီနှစ်သင်းရဲ့အနေအထားနဲ့ဆိုဗီနီးဇီးယားဒီအိမ်ခွဲမှာတရေနှုတ်30ဒါမှမဟုတ်တရေနှုတ်50 60လောက်ပေးရင်တော့လုံလောက်မှုရှိတဲ့ကြေးတန်းတစ်ခုလို့ကျွန်တော်ကယူဆတယ်။ 1:0 off မှာ Venezia နိုင်ကို80ပေးထားပါတယ်။ Monza နိုင်ကိုတော့5ဆနဲ့တရေကို4ဆ4ပါ3.8ပေးထားတာကိုတွေ့ရပါတယ်။နှစ်ဖက်သွင်းကိုရှိကျင်လဲရှိမယ်မရှိကျင်လဲမရှိဘူးဆိုတော့ပေးတံပေါ်တင်ပေးထားပါတယ်။ကြိုက်တဲ့ဘက်ကနေအတူတူပဲ။တသင်းချင်းစီရဲ့ body check တွေကိုကြည့်တဲ့အခါ Venezia တင်းတင်မိနစ်90သွင်းမှာတကောဒါမှမဟုတ်နှစ်ကောလောက်တကြပေါက်ရသွားနိုင်တဲ့ body check ကိုဖွင့်လှစ်ပေးထားတာတွေ့ရပါတယ်။ပထမပိုင်း55မိနစ်မှာ Asian Venezia စီကတကောရသွားနိုင်တဲ့ဆိုတော့ဂျေးဖွင့်လှစ်ထားတာကိုလည်းတွေ့ရပါတယ်။ ပြီးတော့ဒုတိယပိုင်း55မိနစ်မှာလဲဗီနီးဇီးယားစီကဂိုးရလာနိုင်တယ်ဆိုတဲ့ကြေးပြောကိုတွေ့ရပါတယ်။ပထမပိုင်း55မိနစ်မှာရောဒုတိယပိုင်း55မိနစ်မှာပါအဲ့ဒဲမွန်ဇာရိုဂိုးရဖို့အရန်ခက်ခဲပဲရုံးကန်ရမယ်ပယ်နတီဒါမှမဟုတ်ဗီယာမှမဟုတ်ဘူးဆိုရင်ဂိုးမရနိုင်တဲ့ကြေးမျိုးကိုဒီပွဲမှာတွေ့ရပါတယ်။ဒီပွဲစီဖွင့်ထားတဲ့ကြေးဝင်ရုံးမတူပေမဲ့ဒီပွဲရဲ့အနေအထားဟာမရိညာကကစားသွားတဲ့ဘလင်ဆီယာနဲ့ဆီဘီယာတို့ပွဲရဲ့အနေအထားနဲ့အတူတူပဲအဲ့ဒီပုံစံတိုင်းပဲထွက်လာမယ်ပွဲ။ ဆိုတော့ကျွန်တော်ကဒီပွဲမှာဗီနီဇီးယားအသင်းရဲ့ body တကြောင်းနဲ့ကျွန်တော်ကြိုက်ပါတယ်ဒီပွဲမှာဗီနီဇီးယားလုံးဝအနိုင်တရားတယ်လို့ကျွန်တော်ယူဆပါတယ်ကိုပေါင်းမှာတော့ဒီပွဲကိုအောက်ကစားမဲ့သူတွေအနယ်များတယ်ပြမထင်မှတ်ပဲဒီပွဲဟာကိုပြနိုင်ပွဲဖြစ်လာနိုင်တယ်လို့နှသိမောင်းသွင်းကိုများတဲ့ပွဲလဲဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်အတွက်ဒီပွဲရွေးချယ်ဖို့ဒီဗီနီဇီးယား body တကြောင်းနဲ့ဖြစ်ပါတယ်ပြမြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ